ပါ English for Learners YouTube channel နေပြီးတော့ပြန်လဲကြိုဆိုပါရစေ။ဒီဗီဒီယိုမှာတော့ Greater English Unify Colors with the Basic Survey ထဲက Black Survey နဲ့ပတ်သက်ပြီးတော့ Sentence Analysis ပုံစံတုံးပြီးတော့ Survey ကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဆိုတော့တင်းငယ်စာလေးကိုအတူတူလေ့လာကြည့်အောင်ပါ။ Are you like to wear black close ဆိုတော့ subject က question form လေးနဲ့စထားပါတယ် like to wear ဆိုတော့ like to wear ဆိုတော့ဒီမှာ like entity အနေနဲ့သုံးထားပါတယ် are you like to wear black clothes အနေရောင်ဝတ်စားတွေကိုဝတ်ဆင်ရတာမင်းစိုက်နေတတ်သလား you are not all alone if you say yes မှာ condition ပေးထားပါတယ် if you say yes မိအဖြေက yes ကြိုက်တယ်လို့အဖြေပေးမယ်ဆိုလို့ရှိရင် yes လို့အဖြေပေးမယ်ဆိုလို့ရှိရင် you are not all alone မင်းတယောက်တည်းတော့မဟုတ်ပါဘူးတဲ့တတော်များများကအနေရောင်ကိုကြိုက်ကြပါတယ် black အနေရောင်ဆိုတာက is ဖြစ်ပါတယ် the most prefer color in today fashion world ဆိုဒီညမှာတိထားမဲ့စကားလုံးက prefer ဆိုတဲ့ prefer ကဒါ battery adjective ပါအဓိပ္ပာယ်နှစ်သက်တော်လို့အဓိပ္ပာယ်ရပါတယ်ဆိုသူရဲ့ buff one ကိုတိထားရမယ် buff one က pre f r prefer ပို၍နှစ်သက်သည်ဆိုတဲ့အဓိပ္ပာယ်ကိုရပါတယ်အဲ့တော့ black အနဲ့ရောင်ဆိုတာကတဲ့ in today's fashion world ဒီနေ့ခေတ်ဒီနေ့ခေတ် fashion ကဘာထဲမှာဆိုလို့ရှိရင်အနက်ရောင်က is ဖြစ်ပါတယ် the most preferred color အနှစ်သက်ဆုံးသောအရောင်ဖြစ်ပါတယ် Okay now ဝင်ကြအောင်ကြည့်မယ် and the highest bath awarded in martial arts is black so ဒီမှာ best participant phrase ကိုသုံးထားပါတယ် best participant phrase awarded in martial arts ဆိုတာရှိရနောင်ဖြစ်တဲ့ the highest belt ကိုညွှန်ပါပါ so awarded ကတာ battery အဲသူရဲ့ belt one က award a w a r d award ဆိုရှိမြင်ဒီလိုအဓိပ္ပာယ်ရပါတယ် awarded in martial arts ကိုခံပညာမှာဆုရှိမြင်တော့ the highest belt အမြင့်ဆုံးကပတ်စုကတော့ is black အနဲ့ရောင်ကပတ်ဖြစ်ပါတယ်ဆိုတော့ကိုခင်ပညာမှာဆိုလို့ရှိရင်အနဲ့ရောင်ကပတ်ကအမြင့်ဆုံးကပတ်အမြင့်ဆုံးစုဖြစ်တယ် however black is also associated with myriad of frightening things as in black holes black mages black spirit and so on ဟောင်းလည်းပါတော်တော်လေးပဲ black အနှဲ့ရောင်က is also associated ဆက်နွယ်ပတ်သက်နေပါတယ်ဆက်ဆက်နေပါတယ်နှီးနွယ်ဆက်ဆက်နေပါသေးတယ် with associated နောက်ကမြန်သောအဖြစ် which လိုက်ပြီးတော့သုံးပါတယ် mystery လေးဝါစံကျေသော although frightening ထိတ်လန့်ဖွယ်ရာကောင်းသော things အကြောင်းအရာတွေနဲ့ဆက်နွယ်နေပါတယ် as in ဥပမာ ပြောရမယ်ဆိုလို့ရှိရင် black holes အာဂါဒတွင်းနယ်ကြီးများ black mages မောပညာအွန်လိုင်းပညာ black spirit ဝိညာဉ်ဆို and so အစားရှိသည်ဖြစ်ကျော် black hole ဒါက mystery a thing ပေါ့နော်လေးဝါစင်ကြေတဲ့အရာ black magic blast spirit ဒါက frightening things ပေါ့နော်ထိတ်လန့်ပွင့်ရ ကောင်းတဲ့အရာတွေကြောက်စရာကောင်းတဲ့အရာတွေဆိုအနဲ့ရောင်ကဒီလိုအကြောင်းအရာတွေနဲ့လည်းပဲဆက်ဆက်နေပါတယ် like any other colors တခြားရောင်တွေကဲ့သို့ black အနဲ့ရောင်မှာ has ရှိပါတယ် both positive and negative connotation ဆိုဘို့အံကိုတုံးထားပါတယ် positive ဆိုတာကောင်းတာကိုညွှန်ပြီးတော့ negative ကဆိုးတာကိုညွှန်မှာပါသူတို့ ဒီမှာ adjective အနေနဲ့သုံးထားပါတယ် connotation ဆိုတော့အနက်အတိတ်ပဲဒီရဲ့အနက်ကိုပြောတာပါဆိုတော့ဒီမှာသူ့ရဲ့ buff ကိုတည်ထားအောင်မယ် connotation က noun သူ့ရဲ့ buff က connect c o n n o t e connect ကရဲ့အဲကရဲ့အနက်ရှိသည်လို့အဓိပ္ပာယ်ရပါတယ်ဆိုတော့ပထမလေးပြင်ကြည့်မယ် like any other colors တခြားရောင်တွေကဲ့သို့ black အနောက်ရောက်မှလည်းပဲ both positive and negative connotation ကောင်းတဲ့ကရက် negativity ပြီးတော့ဆိုးတဲ့အနက်ဒိဗေတွေလည်းပဲနှစ်မျိုးစလုံး has ရှိပါတယ်။ကဲနောက်ဝကြကကောင်းတာကောင်းတာကိုဥပမာတစ်ခုပေးမယ်ဆိုးတာကိုဥပမာတစ်ခုပေးပြီးတော့ရေးထားပါတယ်။ For instance ဥပမာအားဖြင့် a company in the black has more money than it owes ဆိုတော့ဒါကတော့ positive connotation အနေနဲ့ positive connotation အတွက်ဥပမာပေးထားတဲ့စာကြောင်းမှာဒီမှာသိထားမယ် expression တွေက in the black in the black ဆိုတော့အမြဲဆုံးရရှိသည်ငွေကြေးအမြောက်များရရှိသည်လို့အဓိပ္ပာယ်ရပါတယ်ဆိုတော့ဒီ in the black နဲ့ဆက်ညီဘက်က in the red ဆိုတော့ red စာပိုက်ထဲမှာဒါရှင်းပြခဲ့ပြီးဖြစ်ပါတယ်ဒီစကားလုံးက စင်ရင်ကိုင်လောကနေပြီးတော့ဆင်းသက်လာတာပါစင်ရင်ကိုင်တဲ့အခါမှာအရှုံးပေါ်တယ်ဆိုလို့ရှိရင်သူအနီရောင်မြင့်အနီရောင်နဲ့ရေးပြီးတော့အမြန်ဆုံးရတဲ့ဝင်ကြီးပမာဏတွေကိုအနက်ရောင်နဲ့ရေးပါတယ်ဆိုတော့အဲ့ဒီဖြစ်စင်ရနေပြီးတော့အဲ့ဒီအတော့ကနေပြီးတော့အာဒီစကလုံးကပေါပေါလာတာဖြစ်ပါတယ်ဆိုတော့အနက်ရောင်နဲ့ရေးထားတယ်ဆိုလို့ရှိရင်ဒါကအမြန်ဆုံးရရှိတယ်လို့အတိအကျရတယ် ဆိုတော့ in the black ဆိုတာကငွေကြေးအစဉ်ပြေခြင်းအမြန်ဆုံးရရှိခြင်းလို့အဓိပ္ပာယ်ရတယ်။ဒီမှာနောက်တဲ့အဓိပ္ပာယ်တစ်ခုက o o ဆိုတာကကျွေးတင်သည်လို့အဓိပ္ပာယ်ရပါတယ်။အဲ့တော့ for instance ဥပမာအားဖြင့် a company in the black အမြန်ဆုံးရရှိနေတဲ့ကုမ္ပဏီတစ်ခုက has more money than it owes သူအကျွေးအကျွေးမတင်မဲနဲ့ပတ်စံနေအများကြီး ပိုင်ဆိုင်ပါရဲ့ bath တိုးတော်လည်းပဲဆိုပြီးတော့နောက်ဝကြာက negative connotation ရဲ့ဥပမာကိုသူပေးထားမှာပါ one someone is described as the black sheep of the family ဆိုဒီနေ့မှာပြောပြမယ် expression က black sheep black sheep ဆိုတာတိုးမဲပါဒါတော့ရိုးရှင်းပါတယ်တိုးတွေကအများဆုံးအဖြစ်အဖြူရောင်တွေများပါတယ် ဖြူရောင်နေရှိနေတဲ့သိုးအုပ်ထဲမှာအနက်ရောင်ရှိတဲ့သိုးတစ်ကောင်ဆိုလို့ရှိရင်အဲ့ဒီသိုးဟာဒီသူတို့ရဲ့အုပ်စုထဲမှာသူတို့ရဲ့ group ထဲမှာသူတို့ရဲ့အဖွဲ့ထဲမှာလုံးဝကမှအာသူတို့ရဲ့အဖွဲ့တွေရဲ့သူသူတို့အဖွဲ့ရဲ့ဒါပေမဲ့သူမိသားစုရဲ့သူ့အဖွဲ့စီတစ်ခုရဲ့စီမီစီကန်းနေနဲ့ဆက်ညင်ဘက်ဆက်ညင်ဘက်အနေထားမျိုးဆက်ညင်ဘက်ရှိရသူမျိုးလို့အတိပဲရတယ်ဆိုတော့မိသားစုထဲမှာ မိသားစုရဲ့မှာစီကင်းမလိုက်တာပဲ ਨੇ အဲတယောက်တည်းအဲဆူဆူရွာဖြစ်နေတဲ့သူမျိုးဆိုရင် black chi လို့ခေါ်မယ်အလားတူပဲအဖွဲစည်းတစ်ခုရဲ့မှာအဖွဲစည်းအားလုံးနဲ့ဆက်ညင်ပတ်ဖြစ်ပြီးတော့စီကင်းတွေကိုချိုးဖောက်နေတဲ့သူမျိုးကိုအဲ black chi လို့ခေါ်ပါတယ်ဆိုတော့ black chi ဆိုတော့သုံးမယ်ဆုံးပြူလို့အဓိပ္ပာယ်ရတယ်အဲ့တော့ဘာသာလေးပြန်ရှင်းမယ် when someone is described တစုံတယောက်ကို ေါ်ပြတဲ့ကပြောပြတဲ့က as the black chief of the family မိသားစုရဲ့သိုးမဲတကောင်အဖြစ်စုံပြုအဖြစ်ပေါ်ပြတဲ့အခါမျိုးမှာဆိုလို့ရှိရင်ဆိုအဲ့ဒီအဓိပ္ပာယ် he or she သူတို့မို့သူမ nervously so nervously ဆိုတာ adverb ပါသူကို adjective ဖြစ်ရှင်လို့ရှိရင် ly လေးဖြုတ်လိုက်ပါမယ် ly ဖြုတ်ရင် adjective ရပါမယ် ဆိုတော့ nervously ဆိုတဲ့အဓိပ္ပာယ်နမည်ဆိုးဖြစ်ကြောက်ကြလေရလို့ဒီပေရပြီးတော့သူ့ရဲ့အခြေတွေကတော့သူ့ရဲ့အခြေတွေကနမည်ဆိုးဖြစ်ကြောက်ကြတော့ပေါ့နော်ဆိုတော့ဘာသာလေးပြန်ကြည့်မယ် he or she သူတို့မို့သူမ nervously နမည်ဆိုးနဲ့ stand up ခြင်းပေါ်ကြောက်ကြနေတယ် from the rest of the family မိသားစုမိသားစုရဲ့မှာဆိုလို့ရှိရင်သူတို့မို့သူမနမည်ဆိုးနဲ့ ကြောကြားတယ်ထင်ပေါ်တယ်ဆိုတဲ့အတိပ္ပယ်ကိုရပါတယ်ဆိုတော့ဒီ survive က black အကြောင်းကိုဖော်ပြရှင်းပြခဲ့တာဖြစ်ပါတယ်ဆိုတော့ black ဆိုတာအာ fashion ဒီနေ့ဒီနေ့ fashion နဲ့မှာဆိုလို့ရှိရင် sorry အဲ့ဒီဒီနေ့ခေတ် fashion နဲ့မှာဆိုရင်အနည်းသက်ဆုံး color ဖြစ်တယ်လို့ black မှာ positive negative connotation နှစ်မျိုးစလုံးရှိပါတယ်တကူချင်းစီကိုလည်းဥပမာရင်းနဲ့ ရှင်းပြထားပါတယ်ဆိုတော့အဲဗီဒီယိုလေးကိုဒီမှာပဲကျန်သားခွင့်ပြုပါအားလုံးကိုကျေးဇူးတင်ပါတယ်